လာမယ့်ဒီဇင်ဘာလမှာစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမှာစစ်တပ်ကအငင်းစားယူထားတဲ့ဗိုလ်ချုပ်ကြီးဒုဗိုလ်ချုပ်ကြီးနဲ့ဗိုလ်ချုပ်တွေကနေပြည်တော်မှာအမျိုးသားလွှတ်တော်နေနေရနဲ့ပြည်သူ့လွှတ်တော်နေရာတွေကိုကြက်ခိုင်ရေးပါတီကိုစားပြုပြီးဝင်ပြိုင်မှာဖြစ်ပါတယ်။အမျိုးသားလွှတ်တော်မဲဆနနဲ့နှစ်နေရာကိုအငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနဲ့ပုံမှုချုပ်တင်ဦးလင်တို့ကစက်ခိုင်ရေးပါတီကရှင်းပြမှာဖြစ်ပါတယ် ဩတရတိရီမျိုးနဲ့မဲဆနာနဲ့အတွက် ပြည်သူ့လွှတ်တော်နေရာကိုဗိုလ်ချုပ်ကြီးတရားဆန်းကပြိုင်မှာဖြစ်ပြီးတက္ကိနတိရီမျိုးနဲ့မဲဆနာနဲ့အတွက်ဒုပ္ပချုပ်ကြီးမြတ်ဟိန်ကဝင်ပြိုင်မှာဖြစ်ပါတယ်။ကြက်ခါရေးပါတီဥက္ကဋ္ဌဥခင်ကြီးကဇေယတိရီမျိုးနဲ့မဲဆနာနယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ဝင်ပြိုင်မှာဖြစ်ပြီးတက္ကုံမျိုးနဲ့မဲဆနာနယ်မှာဗိုလ်ချုပ်မမောင်အောင်ကဝင်ပြိုင်မှာပါ။စမူတိရီမျိုးနဲ့မှာမင်းကေမောင်မြဲလို့အများကသိကြတဲ့ ဒုပုမူကြီးဟောင်းမောင်မြကဝင်ပြိုင်မှာဖြစ်ပြီးပုပ္ပတိရီမျိုးနဲ့မှာတော့ဘူးလက်လှဆေလို့အများကခေါ်ကြတဲ့ဒုပုမူကြီးဟောင်းလှဆေကဝင်ပြိုင်မှာဖြစ်ပါတယ်။နေပြည်တော်ရှစ်မျိုးနဲ့မှာပြင်မနာနဲ့လည်းဝေးမှာတော့စစ်တပ်ကအငိမ့်စားတွေမဟုတ်ပဲကျက်ခိုင်ပါတီမျိုးနဲ့ကော်မတီဝင်တွေဖြစ်တဲ့ဥက္ကမဝင်နဲ့ဦးဝင်းထေတို့ပြိုင်မယ်လို့ပါတီဝင်တယောက်ကပြောပါတယ်။အလားတူအငိမ့်စားဘူချုပ်ကြီးညိုစောကကိုကိုကျွန်းဘူချုပ်ကြီးမြတ်ထူဦးကပြင်ဦးလွင် ဒုပ္ပချုပ်ကြီးကံပြစ်တန်းကမအူပင်ဒုပ္ပချုပ်ကြီးစိုတင်နိုင်ကမကွေးနဲ့ဒုပ္ပချုပ်ကြီးတပ်ပုံကစကိုင်းမြို့နယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မှာဖြစ်ပါရယ်ရှင်။